Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့မွန်ရိုးရမောင်ဟင်ကားလေးလောက်စားဖြစ်လို့လောက်နီလေးတွေလာပြီးတော့ညံပေးပစ်လိုက်ပါရနော်ဒါမောက်ဖက်ချောက်လေးတွေကိုရေဆိုင်ပစ်ထားလိုက်ပါမယ်အတီးကားပါဝင်တဲ့ပစ္စည်းတွေကတော့စပလင်ရဲ့ချင်းရဲ့စစ်ပုံဖြူတို့ရဲ့ပြင်ဆင်ပေးထားပါမယ်ဒါကတော့ဒူနဲ့တွဲဖက်စားတဲ့အတီးရွက်တွေပဲဖြစ်ပါတယ်စစ်တုံနေအနေငယ်လိုအပ်ပါမယ် နောက်ပြီးရင်ဟင်းကားရေချက်ဖို့အတွက်ကပြောပင်လေးတွေကိုဒီလိုမျိုးပပလေးလှိပင်းထားလိုက်ပါမယ်နော်โอเคငပြောပင်နွေနွေလေးတွေအားလုံးလှုပ်ပြီးပြီဆိုရင်တော့စားရည်နှဲငယ်ရဲ့စနေမောက်နှဲငယ်ရဲ့ထည့်ပြီးတော့ရေနဲ့ခဏဆိုင်ပြထားပါမယ်เนาะ ဒီကျက်သွန်နေတွေကိုတလောင်းကိုနှစ်ချမ်းစီခွဲပေးလိုက်ပါမယ်။ကိုကဟင်းကားရေချက်တဲ့အချိန်မှာကျက်သွန်နေကိုများများစိုက်လို့အနည်းငယ်များများလေးထည့်ပေးထားပါတယ်။ Okay အလောင်းနေပြီဆိုရင်ခဏလောက်ဖယ်ပေးလိုက်ပါမယ်နော်။စပလင်လေးတွေကိုအခုံရဲ့အရင်မှာခွာထုတ်ပြီးတော့ဒီလိုမျိုး ဒါလေးနဲ့အနေငယ်ထုတ်ပေးပြီးတော့ခဏနေကြရင်ငါပြောက်ရည်ထဲမှာထည့်ပြောက်ဖို့ပါဒါတော့ဆပ်လီကိုကပါလေးလှီးပေးလိုက်ပါမယ်သူ့ထောင်းပေးဖို့အတွက်ပေါ့နော် ဂျင်းကိုလက်သက်ဆစ်စာလောက်လိုအပ်ပါမယ်ဒီလိုမျိုးပပလေးလေးပေးထားပါလိမ့်မယ်နော်ချက်သွုံပြူတွေကိုလည်းဒီလိုမျိုးနှစ်ချမ်းစီခွဲပေးလိုက်ပါမယ်ကဲခုနကလှီးပေးထားတဲ့ဂျင်းရဲ့စပလင်ရဲ့ကြက်သွုံဖြူတွေကိုမရောက်ဆောင်တဲ့ကိုညံ့အောင်ထောင်ပေးလိုက်ပါမယ်။ โอเคဒါဆိုရင်ဟင်းကားရေချက်ဖို့အတွက်ငါကိုခဏလေးပျောက်ပေးလိုက်ပါမယ်เนาะငါပျောက်ရေထဲမှာစနွင်းအနှဲငယ်ရေရေအနှဲငယ်ထပ်ပေးလိုက်ပြီးတော့ငံပြရေအနှဲငယ်လည်းဖြူပေးလိုက်ပါတယ်โอเคဒါတော့15မိနစ်ခန့်အကြာမှာဒီလိုမျိုးနေထားရရပါမယ်ငါပျောက်ရေတွေကိုစက်ကလေးနဲ့စစ်ပြီးတော့အအေးခံပေးထားလိုက်ပါမယ်เนาะ ကဲငားတွေကိုအနေငယ်အေးလိုက်ပြီဆိုရင်တော့ဒီလိုမျိုးအသားလေးတွေကိုနှော်ထောက်ပေးလိုက်ပါမယ်။ကဲဒါဆိုရင်ပြီးပါပြီနော်။ဟင်္ဂါရေချက်ပေးဖို့အတွက်ဒီအနေငယ်တက်ပေးလိုက်ပါမယ်။နောက်ပြီးရင်စနွေအနေငယ်လည်းထက်ပေးလိုက်ပါရစေ။ခုနကညအောင်ထောင်ပေးထားတဲ့ဂျင်းစပလင်းချက်သွင်းဖြူတွေကိုစီအနေငယ်တက်ပေးလိုက်ပါရစေ။ စီတန်နယ်လေးတွေအနေငယ်မှွေလာပြီးဆိုရင်ပပတိပေးထားတဲ့ကြက်သွင်းလေးအနေငယ်ကိုလည်းထပ်ပေးလိုက်ပါတယ်။အရသာလေးပင်ဖြစ်အောင်လို့စိမ်းစားငပိကိုလည်းအနေငယ်ထပ်ပေးလိုက်ပါတယ်။အလောင်းအနေမှွေလာပြီးဆိုရင်တော့ခုနနှွာပေးထားတဲ့ငါးအသားတွေကိုထပ်ပေးလိုက်ပါတယ်။အယောင်လေးအနေငယ်တန်းလာပြီးဆိုရင်ခုနကလှီးပေးထားတဲ့ကြက်သွင်းလေးတွေကိုထည့်ပေးလိုက်ပါတယ်။ ောက်ဆောင်မှာမပြောပြနေနေလေးတွေကိုထည့်ပြီးရောမှွေပေးလိုက်ပါတယ်နော်ခုနပျောက်ပေးထားတဲ့ငါးပျောက်ရည်တွေကိုလည်းတခါတည်းထည့်ပေးလိုက်ပါမယ်။ရည်အနှဲငယ်လိုအပ်နေတဲ့အတွက်ကြောင့်ရည်တန်အနှဲငယ်လေးထည့်ပေးလိုက်ပြီးတော့ခဏလေးထည့်ပေးလိုက်ပါရစေ။အရသာမောက်အတွက် အချိုးမောက်အနှဲငယ် စာအနေငယ်စက်သားမောင်းအနေငယ်တို့လည်းထပ်ပေးလိုက်ပါတယ်နော်အရာတာတွေဟင်းကားရေတွေကိုအားလုံးနှက်ဆန်သွားအောင်ခဏလေးမှုန်ပေးလိုက်ပါတယ်သာဆိုရင်အဖောင်းလေးခဏလေးအောက်ပေးလိုက်ပါမယ်။ဟင်ကားရည်တွေလည်းအလုံးစုခုလာပြီးအရတာတွေလည်းမှုန်းလာပြီးဆိုရင်တော့ခဏလေးမီးပိတ်ပြီးတော့အိုးချလို့ရပါပြီ။ ကဲမွေယိုရမဟင်္ဂါစားဖို့အတွက်လာပြီးပြင်ဆင်ပေးလိုက်ပါမယ်။နန်းနံပင်အနေငယ်နှာပေးလိုက်ပါမယ်။နောက်ပြီးသူနေလိုက်ဖတ်တဲ့ပဲတောက်ရှိအနေငယ်လည်းထည့်ပေးလိုက်ပါရစေ။မရောက်ပြီးအချမောင်းအနေငယ်ထည့်ပေးလိုက်ပါရစေ။နောက်ပြီးရင်စက်သွုံပြူစီးချက်အနေငယ်လည်းထည့်ပေးလိုက်ပါရစေနော်။ကိုစားမဲ့အစာပလာတွေအားလုံးထည့်ပြီးပြီဆိုရင်တော့ ဟင်ကားရည်ကိုထည့်ပေးလိုက်ပါတယ်။ကဲတောင်ဆိုရင်လွယ်ကူမြန်ဆန်တဲ့မူရိုးရာမောင်ဟင်ကားလေးတပွဲရပါပြီရှင်။အယောင်လေးလေးလှအနံ့လေးနဲ့အရန်မှွေးတဲ့မူရိုးရာမောင်ဟင်ကားလေးတပွဲ စားကြပါအောင်ရှင်။ Bye bye.